ကမ္ဘာ့ချန်ပီယံဂိုတမတျောင်းကန်လီချန်ပီယံလိဂ်မကစားရတဲ့အသင်းကိုပြောင်းဖို့ကိုယ်တိုင်ကန့်လန့်တယ်ဆိုတာမျိုးကတော့အမ်တိတ်မကြားဘူးဘူးကောနော်ဟုတ်တယ်ဟုတ်တယ်အဲ့လိုတတိမျိုးကရှားတယ်ဒါပေမဲ့အီမီလီယန်နိုမာတီနက်စ်နဲ့မန်ချက်စတာယူနိုက်တက်တတိနီကအဲ့ဒီလိုအသက်နေထွက်နေတာပါအင်းဒီနေ့တော့ဒီပြောင်းရွှေ့ထိနိုင်ချေမန်ယူရဲ့ လက်ရှိဂိုဒမာအန်ဒရီဝနာနာရဲ့အနာဂတ်အမီယာမူနော်ဘီအက်စတန်ဗီလာရဲ့ဘန်ဒာကြီးအခြေအနေတွေဒါတွေကိုဆက်ဆက်ပြီးတော့လေဒီသတင်းတွေရဲ့နောက်ကွေကအဓိကအချက်လက်တွေကိုနည်းနည်းဆက်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 ကြည့်ကြရအောင်ဟုတ်ကဲ့ဘာတွေတကယ်ဖြစ်နေတာလဲဘာတွေကအဆုံးဖြတ်ပေးမလဲဆိုတာကိုသုံးသပ်ကြည့်ကြတာပေါ့ အဲ့ဒီမှာလေဒီသတင်းတွေပေါ်လာတာမှာအဓိကမောင်းနေအားကနှစ်ခုလောက်ရှိတယ်လို့ပြောရမယ်ဟုတ်ကဲ့တခုကမန်ယူဘက်မှာအိုနာနာရဲ့ပထမရာသီခြေစွမ်းကအမ်တည်ငြိမ်မှုနည်းနည်းအားနေခဲ့တယ်ဆိုတော့ဂိုးသမားနေရာပြောလဲဖြစ်နိုင်မလားဆိုတော့မေးခွန်းတွေရှိနေတာပေါ့ဟုတ်ကဲ့နောက်တစ်ခုကအက်စတွန်ဗီလာအသင်းသူတို့ကပရီးမီးယားလိဂ်ရဲ့မြတ်အဆုံးနဲ့ရေရှည်တည်တံ့မှုစီးမြင့် PSR လို့ခေါ်တာပေါ့อืม PSR ဟုတ်တယ်အဲ့ဒီစီးမြင့်နေရာလေ နည်းနည်းဖိအားရှိနေရယ်ဇွန်လကုံစီရင်ပိတ်ကာလမတိုင်းခင်မှာငွေအဲလိုအပ်ချက်ရှိလာနိုင်တယ်အဲ့ဒီတော့အတိကကစားသမားရောင်းထုတ်ရမယ်အလားအလားမျိုးရှိနေတာအော်ဟုတ်ပါပြီဆိုတော့မာတီနက်စ်ကိုတိုင်ကလည်းဗီလာကထတ်ချင်နေပြီမယူကိုပြောင်းဖို့ဆရာထတ်တန်နေတဲ့သူ့ကိုယ်သူကန်လန်းတယ်ဆိုတဲ့အထီးသတင်းတွေကဆိုနေတော့ဒါကတော်တော်လေးအားကောင်းတဲ့အချက်ပဲဟုတ်တယ်ဗီလာကလည်းပေါင်တန်း၄၀လောက်ရရင်အာလက်ခံစဉ်းစားမယ်လို့ဆိုတယ် ဒါပေမဲ့လေချန်ပီယံလိဂ်ကစားဝေးမရှိတဲ့မန်ယူကိုသူဘာကြောင့်ဒီလောက်အထိပြောင်းချင်နေရတာလဲ음ဘီလာရဲ့ PSR အခြေအနေတခုတည်းကြောင်းမယ်လားဒါမှမဟုတ်မန်ယူဆိုတဲ့နာမည်ကြောင်းလားဘီလိုထင်လဲဒါကတော့စိတ်ဝင်စားစရာမေးခွန်းပဲ PSC ကြောင်းဗီလာကရောင်းဖို့စဉ်းစားနိုင်တယ်ဆိုတာမှန်တယ်ဒါပေမဲ့ကစားသမားကိုယ်တိုင်ရဲ့ စန္ဒကလည်းအရေးကြီးတာကိုဟုတ်ကဲ့မာတီနက်စ်အနေနဲ့ကအသက်ရွယ်အရဆိုတော့လေအတင်းကြီးတဲ့တဲမှာကစားလို့စေပြင်ပြနေတာလည်းဖြစ်နေတယ်မန်ယူကဟုတ်တယ်လက်ရှိချန်ပီယံလိမကစားရပါမယ့်ကဘာအဆင့်မီအမတ်တန်စိတ်ပဲလीပရိသတ်အင်အားရရောဇွဲဆောင်မှုရှိနေစေပဲမှန်နေသူ့ကတော့ဒါကအဆင့်တင်းကဖူးတက်လန်းတာမျိုးလို့ယူဆတာလည်းဖြစ်နေတာပေါ့ဒါမှမဟုတ်ဟိုကလေဗီလာမှာပဲသူ့ရဲ့အနာဂတ်အတွက်တခုခုမကျေနပ်တာမျိုးရှိနေမလားဒါလည်းစဉ်းစားစရာပဲအင်း မန်ယူဘက်ကိုကြည့်လိုက်ရင်တော့အခြေအနေကနည်းနည်းပိုရှုပ်သွားပြန်ရော။အွန်နာနာကဟုတ်ကြယ်ပြီးခဲ့တဲ့ရာသီအမသချို့ရှိခဲ့လေ။ဒါပေမဲ့သူကိုယ်တိုင်ကကိုမန်ယူမှာပဲဆက်ရှိနေမယ်လို့ယုံကြည်မှုရှိပုံရလေ။ဟုတ်တယ်။အတင်းရဲ့အားကစားပွဲကိုကင်နေတဲ့ IENOS ပေါ့။ပိုင်ရှင်တစ်တွေကသူ့ကို Sorry Club Neon SC လို့အသင်းမျိုးပေါ့လေ။အဲ့ကိုရောင်းဟိုစူးစမ်းခဲ့တယ်လို့တင်းထွက်မယ်။အာတိကြတဲ့ကမ်းလမ်းမှု မရှိသေးဘူးလို့သိရတယ်။ဆိုတော့မန်ယူကတကယ်ပဲဂိုးသမားအစ်ကိုချက်ချင်းလို့အနေလာလား။ အမှန်တကယ်တော့လေမန်ယူရဲ့ဒီနွေရသည်ထိတ်တန့်ဦးစားပေးကတိုက်စစ်မှုတစ်ခေါ်ဖို့ပဲ။အော်ဟုတ်ကဲ့။ဂုဒမနီယာကဒုတိယတတိယဦးစားပေးလောက်မှာပဲရှိနေတယ်။ပြီးတော့ပေါင်တန်း60ဆိုတဲ့မာတီနက်စ်ရဲ့ပြောင်းရွှေ့ကြေးကလည်း AI News အတော်တော်မသေးဘူးလေ။ဟုတ်တာပေါ့။အတင်းမှာတခြားနေရာတွေလည်းအင်အားပြည့်ဖို့လူနေတဲ့အချိန်မှာဂုဒမတက်တယောက်သုံးဖို့ဆိုရင်အင်းဦးနာနာကိုတေချာပေါက်ရောင်းထုံနိုင်မှာဖြစ်လိမ့်မယ်။ อืมอุนานาကိုလက်ခံမဲ့ clip ရှာအောင်မယ်ပြောင်းရွှေ့ခြေလဲကောင်းကောင်းရဖို့လူဦးမယ်ဒါတွေကအချိန်ယူရမယ်ကိစ္စတွေဆိုရတာက Martinez အပြောင်းရွှေ့ခုဖို့ဆိုရင်အချက်ပေါင်းများစွာတိုက်ဆိုင်ဖို့လိုနေသေးတယ်ပေါ့နော်ဟုတ်တယ်ဟုတ်တယ်อุนานาထိုင်မှာတိုက်စင်မှုပိစအရင်စင်ပြေမှာဘန်ဒါရေးအရလဲကိုင်ရင်မှဖြစ်နိုင်မှာอืมအတိရပဲတကယ်လို့ချစ်လာခဲ့ရင်တောင်အပြောင်းရွှေ့နောက်ဆုံးရက်တည်နောက်လောက်အထိစောင်းရနိုင်ခြေရှိနေတာပေါ့ဟုတ်တယ် ဖြစ်နိုင်ခြင်းများတယ်အရန်ဂိုးသမား LD Bindia သူရဲ့နာဂတ်ကတော့ဘလို့ရှိလဲသူကလည်းရောင်းမယ်ဆိုတဲ့တရင်နေကြားနေရတယ် Bindia ကိစ္စကလည်းဟိုရင်တက်မီရသည်ဘူးပဲသူကလည်းရောင်းထုတ်ကိုစူးစမ်းနေတယ်လို့တရင်နေရှိတယ်ဒါပေမဲ့သူဇာတိတူရကီကလပ်ဒီကိုပြန်ရောင်းဖို့ကြတော့အဲနင်းနေခက်ခဲရှိနေတယ်လို့ဆိုတယ်။အော်ဟုတ်လား။ဒီတော့မန်ယူရဲ့ဂိုးသမားနေရာမှာအကြောင်းအလဲတွေကအများကြီးဖြစ်လာနိုင်တယ်လို့ဘာမှမဖြစ်ဘဲဒီတိုင်းပဲဆက်သွားတာမျိုးလည်းဖြစ်သွားနိုင်သေးတယ်။တခုခုသေးချာဖို့ကတော့အချိန်နဲ့နဲ့လိုအောင်ပဲ။ ဒါဆိုရင်မာတီနက်စ်အတွက်မန်ယူတကားသာပိတ်သွားခင်းရင်သူမတခြားရွေးချက်ဆိုရအသိဉာဏ်ရှိတယ်လားအက်တလက်တီကိုမက်ဒရစ်ကလည်းစိတ်ဝင်စားနေလေဆိုတဲ့သတင်းတွေတွေ့မိတလို့ပဲဟုတ်ပါတယ်အက်တလက်တီကိုဘက်ကလည်းသူတို့ဂူသမာယန်အိုဘလက်ရဲ့အနာဂတ်နည်းနဲ့မြည်ရမှုတွေရှိနေချင်းဆိုတော့မာတီနက်စ်ကိုစောင့်ကြည့်နေတယ်လို့သတင်းတွေထွက်နေတာရှိပါတယ်ဟင်းဆိုတော့မာတီနက်စ်ဆိုတော့ရွေးချယ်စရာအလန်းကြောင်းတွေရှိနေနိုင်မှာပဲဒါပေမဲ့အဓိကပြောချင်တာကလည်းဒီပြောင်းရွှေ့တဲ့တဲ့အားလုံးရဲ့နောက်ွယ်မှာ ဟု PSR လို့ဘဏ္ဍာရေးရှိမြင့်နေရဲ့တယောက်မှုကဘလောက်ကြီးမားလာတယ်လဲဆိုတာပဲဟုတ်ပါပြီအနစ်ထုတ်ရရင်တော့ Martinez က Man U ကိုလာချင်ပုံရတယ် Villa ကလည်း PSR ကြောင့်ရောင်းဖို့စဉ်းစားနိုင်တယ်ဒါပေမဲ့ Man U ရဲ့လက်တွေ့ဦးစားပေးမှုတွေ Onana ရဲ့အခြေအနေဘဏ္ဍာရေးအကန့်အသတ်တွေဒါတွေကြောင့်ဒီအပြောင်းအရွှေ့ဟာဖြစ်နိုင်ခြေရှိပြီးမယ်အတော်လေးရှုပ်ထွေးပြီးတော့အချိန်ဆွဲသွားနိုင်တဲ့အခြေအနေမှာရှိနေတယ်လို့ဆိုရမှာပေါ့နော်တိတိကျကျပြောရရင်တော့အဲဒီဖြစ်ရကနေမြင်နေရတာက ခစ်တက်ဘောလုံးအပြောင်းရွှေ့ဆိုတာကစားသမားအရေးသွင်းတဲ့အတင်းရဲ့လိုအပ်ချက်အပေါ်မှာပဲမူတည်တော့တာမဟုတ်ဘူးဆိုတာပဲဟုတ်ကဲ့ PSR လို့စီမင်းနေအတင်းရဲ့ရေရှည်ပနာရေးမဟာဗျူဟာတခြားကစားသမားလေးရဲ့အနာကက်စတဲ့အချက်တိအားလို့ပါဝင်ချိတ်ဆက်နေတယ်ရှုပ်ထွေးတဲ့ပဟိလေးတခုလို့ဖြစ်နေပြီอืมဟုတ်ပါတယ်ကလတီးယားကစားသမားတယောက်ကိုခေါ်ချင်းစိတ်ရှိုံနဲ့မရတော့ဘူးဒီပနာရေးစီမင်းဘောင်တွေထက်ကနေလေမပါနဲ့ဆိုတာလှောက်ရှားနိုင်ဖို့ကပိုပြီးအရေးကြီးလာတယ် ဆိုတော့ဒီအချက်ကနောင်လာမယ့်အပြောင်းအရွှေ့ကာလတွေမှာကလပ်တွေဆုံးဖက်ချက်တွေကိုဘလို့ပုံဖော်သွားအောင်မလဲဆိုတာကတော့အမ်ဆက်ပြီးစောင့်ကြည့်ရမယ်စိတ်ဝင်စားစရာအချက်တခုပါပဲ။